ရာမှတ်တမ်းမှာကြိုဆိုလိုက်ပါတယ်။ဟုတ်ကဲ့။တကူခေါ်ကျွန်တင်စပေးမှာကတော့ကြတရာပရာဆိုင်ကြီးဇလန်းတပုတ်ဖြစ်တော်မုတ်ဆိုးပင်တော်တားကောင်တော်ပြီးရပါတယ်။မနောမယချင်းညောင်ကြီးသားထားသည့်ဇလန်းတပုတ်ပင်ဖြစ်သည်။ဟုတ်ကဲ့ channel ၄ကို like နဲ့ subscribe မလုပ်ရရင်လုပ်ပေးကြပါဦး။ မှုဆိုးပင်လောတားကောင်လောတတိယအတိမကတ်တွေတဲ့အခါမှဖြစ်လာတဲ့အရာသာဖြစ်ပြီးတတိချိပါကဒုက္ခများကို ကင်းဝေးစေသလိုအတဆုံးနိုင်နေထိုင်ရဖို့ဖြစ်လာစေ၏တတိမမူကမြင်မမြင်ကမြူးမုံမွားမဆိုတာပါပဲဂူကြီးကိုပင်မမြင်ကန့်လို့တင်စားသဘောရှေ့ဘိုးဝေးတို့ဆိုစကားရှိရလေဒီမို့ တတိယဟာရှိတရားကိုလမ်းပြပြီးတော့စွန့်ရင်ကောင်းမြတ်မှန်ကန်ခြင်းနဲ့ရှိပြီသည်အတိဟာစိတ်ဘဝင်ကတ်တွယ်ကမိမိလောက်ကိုင်းကြမြအရာရာတတိထားကစင်ရင်ထားပါမှာကောင်းမှန်ရပြီတတိမမူပါကအတိဘဝင်ဟာကင်းွာတဘောပြီးအစိုးတရားရရှိပြီလေရွာသာရွာခေါ်သည်စင်အောင်တန်းနေအပြိုင်တွေ့တန်းထားသည်အနောက်ဘက်တောင်ပြားတန်းဘုတထောင်တောင်တနေရာရှိတောင်ပေါ်ရွာများစွာတဲ့က ရွာလေးတရွာပင်ဖြစ်သည်ရွာသားရင်ရင်ကုန်အင်းတိန်ကြောက်ွဲစသဖြင့်မိပေးထားသော တောင်ပေါ်ရွာများစွာတည်ရှိပေသည်တောင်ကျော်ဟာ ပြန်ကကျဲ့ပြန့်သည်အဖူးတင့်များစွာရှိပေလို့စာရည်သူဘိုးတောင်တောင်ဟုနာမပေးထားခြင်းဖြစ်သည်ထိုးတောင်းတကြောမှာတခါတစ်ချိန်က ဖြစ်ပျက်ခဲ့သည်ဖြစ်ရတကူတာဖြစ်ပြီးဖြစ်ရများစွာအဆက်ဆက်ဖြစ်ပျက်မှုများတဲ့မှတကူတာဖြစ်ပြီးရှုတော်တာတကတကူအပြေပြတာပေသဘောဖြင့်ရင်တွင်းဝင်လာတော့အရင်သူများတစုံတကူသောအကျိုးရရှိစေဖို့ရည်ရွယ်ရင်ဖြင့်ချမ်းပြင်းတောင်မြောက်ဆိုပါကမြောက်ရက်မှာဂုတ်ထိတ်ဟုနာမရှိသောမြည့်ရထားလမ်းကြောင်းပေါ်က ရောက်တခုအပေါ်ကဖက်တန်းသွားသောတရားစင်အားဂုတ်ထိတ်ဟု အမိတွင်ကထူးခြားလာပြီလို့ကြော်ကြားပြီ အမတ်တစိတ်တပွဲလည်းဖြစ်တယ်တောင်ပိုင်းဒေသမှာတော့ဘဝတန်လျာမြည်သောကြောက်တခုအားဖြတ်တန်းသွားသောမိရထားလမ်းကြောင်းမှတရားတစင်အကိုရောက်ကြောက်ကြောက်ကြတဲတဲ့ရင်ဖို့ အောက်ကြည့်တော့ကယင်တုံပီတိပြီချောက်ချာဖိတ်လန့်ဖွယ်အရတာပြီးတော့နေရာဒေသအတောင်ပိုင်းရှမ်းပြည်နယ်ဤတစိမ့်တပွဲရှိပြီတော့ဒီဘဝတန်ရာမြည်တဲ့တောင်တကြောကရွာသားရရွာလေးတွင်ထိုးအခါကထင်ပေါ်ကြော်ချအောင်မြင်ကုန်တလွားကြော်စိုးသည့်တစ်ချက်တကောင်မုတ်ဆိုးကြော်ကြီးရာသာမြည်သည့်လူငယ်ပင် ဖြစ်သည်ယူသားကကြိုးစားကပညာသင်ယူခဲ့သည်လူသားတို့စိတ်မနှောကိုအရှင်နေအချိန်ကအစဉ်အတန်းပိုင်ဆိုင်မှုပေါ်မူတည်ကမိမိဘဝဤအရှင်နေအစာဦးကိုမေ့လျော်ကစိတ်ပဝင်ငါဘရင်ထင်မြင်မှုဖြစ်ကြံစီပြောင်းလဲပြောဆိုနေထိုင်တတ်ကြပြီလို့ဘဝမေ့တယ်ဟုဆိုစကားဟာဖြစ်ပေါ်လာသည်ဟုထင်မြင်မိသည်ထိုအခါကတောင်ကြားလမ်းလေးသာရှိပြီး အဝတန်ရာခေါ်သည့်တရားမြင်မရှိနေရှိသို့လက်အောက်သို့မကြရောက်မီအချိန်ကမှတောတောင်ထူထက်လူသူပြက်ကတားရဲများပေါ်သည်တားကောင်ကြီးများပေါ်သည်တောဝက်များလွန်မှပေါ်သည်မုတ်ဆိုးအကျော်ရာသာဆိုသည်နိအနိညာရွာနိဇတ်မှမတိသူမရှိနမ်မီထင်ပေါ်ကြောကြားလေထွန်းလင်းတောက်ပါခဲ့တယ်ပညာတင်ကြပြတ်တာပြီး၍လာရောက်က ပင်ညာတင် जा ပေးသူလည်းရှိပေသည်ရာဇာမယင်ကတော့တကောင်ကျွက်ငက်ပြအဆုံးပြစ်ခံအဘိခံဘဝကလာပြီအနေခံရိုးခံသမားလေးဖြစ်တယ်ဘဝဟာကြိုးစားတိုင်းရာချိစေတတ်သောလုံးလာအတွက်တော့ထိုက်တင်သောဖို့အခါခြေတပွဲတဖန်ပြန်လဲတတ်မှတ်ပေးတဘောတရားရှိသည်မို့ရာဇာမရွာတို့လာရောက်ကအမဲပြစ်သောအဖွဲညာအားလမ်းပြလိုက်ပို့ရင် မုတ်ဆိုးပညာအားတင် जा ပေးခဲ့လေသည်ထိုသူမှာမောင်ဇန်ဆိုသည့်လူတဦးပင်ဖြစ်သည် ထိုအရာကပင်ထိုနယ်တဝက်ကြော်စောကဘဝပင်ပြောင်းလဲကအခြေတကျနေရာကျကမျက်နာပွင့်ခဲ့ဖို့အကြောင်းဖြစ်ပေတော်သည်တနေ့တနေ့ဘဝဟာတာလွန်မျက်လိပ်ဟုထင်မြင်တက်ခဲမှုနှင့်အတူ ရာဇာမှာတဖြည်းဖြည်း ဇရာထောက်ကတကြီးရွယ်ရောက်ကလူကြီးပြီဖြစ်ရှင်မဲ့အရှင်ရောက်ချီလာခဲ့ချီပြီတော့ကိုဝင်းကားမဲ့ပြစ်ခတ်ခြင်းကတော့သူ့အလုပ်ဒါကဘဝပြီးတောင်းရင်တခုလို့ခြေပုံကလှုပ်ဆောင်နေစေမိမိကအင်းရဲ့တကြောမှာဂုံထင်ပေါ်ဆုံးပြိုင်သူမဲ့တော့ထိတ်တကားဘူးတွေးတော့သူဖြစ်တယ် အမန်ကေဆိုရင်ဖြစ်ထိုးရာမှန်ကန်မှုရှိပြီအကြောင်းမှာမူဆိုးပညာမိမိကသာလက်ဆင့်ကမ်းခဲ့ဒီမူဆိုးများစွာနောင်လာနောင်သားများချီတော်လေတူမီတနက်ပြစ်ခဲရန်အစမိတို့ပြုလို့ရမည်ကိုတင် जा ပြတာပေးသူမှာမိမိသာလင်ဖြစ်သောကြောင့်ဖြစ်တယ်မိမိကဒါကိုလည်းအမြင်ပင်တွေးတော့ကခြေနဲ့ဂုံယူတက်ခဲ့လေသည် အိမ်တော်မပြုတ်တကူတဲ့သမားဖြစ်ဘဝအပြီးဆုံးစေဖို့ရည်ရွယ်သူမှုအဖော်ကဗလာမဟုတ်တနငယ်လက်လောက်ဖြစ်တောင်ကြားကပန်းရနံတင်းနဲ့တောတခွင်ကုံစင်အောင်ရှေဆန့်ခဲ့ပြီတားရကောင်မျိုးစုံဟာရင်ဆိုင်ကအမဲလိုက်ခြင်းမှာရရှိတဲ့ဒုက္ခသူခဟူသည်များဟာထိုးဥရစာကြီးအဖော်ပင်ဖြစ်ပြီလို့စွန်စားခြင်းနဲ့အချိန်ကုန်ခြင်းမှုဂျင်းနေပြီဒါဥရစာကြီးစိတ်ပုံဝင်အတိတ် ဒါဖြစ်တယ်ဥရစာတပြေးပြေးနဲ့အတိတရားဟာငယ်စဉ်ကလို့မကောင်းကင်းကော်သဘောနဲ့မေ့လျော်ကငင်းငိုင်းတဲ့တွေးဝေတက်နေပြီမို့တပည့်များကပြောဆိုတော့လည်းလက်မခံဘယ်သူကဆရာလဲဟူသောသဘောဖြင့်တုံ့ပြန်တက်သည်ရွာစဉ်နီးစက်တဲ့ကြောက်ခွဲရွာလေးတွင်မိုးဆိုးတယောက်ဤပေါ်ဆောင်မှုကြောင့်လက်တစ်ဖက်ထိနာရှည်လက်တစ်ချောင်းနာနေသောကြားနာတကောင်ဟာ ကျားနာတို့သဘောအတိုင်းအစာရှာထွက်ရလွယ်ကူစေဖို့အတွက်သာကျားနာခဲရန်အတွက်ရွာတို့ဝင်ရောက်ကအိမ်မွေးတိရစ္ဆာန်ငယ်ကြီးမြွေဖမ်းယူကတက်ခိုက်ခြင်းဖြစ်နေပြီလို့ရွာမှာကောင်းစွာနေထိုင်ခြင်းမရှိပါပဲတွေးဖို့ကနေရပြီလို့မိုးဆိုးမြအားခိုးယူဖမ်းတော်လဲမနိုင်ကြပါဘူးကြားမှာကြားနာဆိုသည်ထက်ထူကြားဟာလွန်စွာပါနက်ကအတိကျွဲသဘောဖြင့်လင်းမြန်ဖြစ်လ ပါနဲ့ပေဤထိုအပြင်ကြားနာတကောင်ကြားနာခဲခဲသလိုစကားသုံးကြသလိုကြားနာတကောင်ဟာမဟုန်မြင့်နဲ့စိတ်အသည့်နဲ့မိုင်းမဲသောလှုပ်ရမ်းများလှုပ်ဆောင်ရန်အသင့်မို့မပိုင်မဲသောစံပါကဒုက္ခရောက်နိုင်ပေဤတာမန်သဘောမှာတော့ကြားဟာလူကိုရှောင်ကြသည်တော်ယုံလူမှုဆိုးကိုမတိုက်ခိုက်ကြားနာတကောင်ကတော့ဤရရအစာအတွက်တိုက်ခိုက်ကတက်ဖြတ်ဖို့ရန်မရွေးချယ်လူဝင်ဖြစ်စေအလေးမထားရှောင်ချားမှာမဟုတ်မင်းမြင့်မြင့်ရာကုတ်ဖဲ့တိုက်ခဲ့တတ်သည် ကြားဆိုတာထိမင်းရတိမင်းရပိုကတင်းရဲ့သဘောနဲ့အိမ်မွေးစလေးဆန်းမြဝင်ဆွေးရင်မှာကြားကောင်မှာအတင်းရဲ့သဘောပြီးလူဝင်ဆွဲလိချေးပြီးထို့တဲ့ဆိုးတာကမုတ်ဆိုးများပြင်တချို့မှာကြားနှောက်လိုက်တဲ့မုတ်ဆိုးဘဝမှာတားကောင်ဘဝရောက်ရချေအောင်ကြားဆိုးကြားနာမှာဖြစ်ထို့နဲ့တချို့မှာမိမှုက ဆိုးရှည်ပြီလို့အရင်ကကြောက်ကွဲရွာအရှိပဲတော်တော်ဝိုင်မှာယခုဆိုးရွာသားရာထိပင်နှာကြောင်းသားအောင်ရဲအဆွေးယူပါ စားတော့သွားပြီလို့ထိုအနီးနားကဂျွာသားများဟာနေရတာမချမ်းသာမငိမ့်ချမ်းပါပဲပူပန်ကသွာလာရတာအရင်လိုလွတ်လပ်မှုမရှိပါပဲသွေးဘူးကစိုးထိတ်နေကြသည်အာခင်သွားရင်တော့မလုံးလို့မရမှသာသွားကြပြီသွားရင်လည်းလူများစုဝေးကသွားကြရသည် နောက်ဆုံးအနီးနားကရွာတကြီးတွေကုန်စုကတိုင်ပင်တဘောပြီဥရစာစီတို့ရောက်လာကအကူကြီးတောင်းနေတော့သည်ဥရစာမှာကြာများပကဖန်စီဖူးတယ် ိုးရာကိုလည်းအရင်ပေါ်ထက်ချီနိုင်ရန်ထပ်မှဖန်စီရခဲ့သောတဲ့အင်းမျိုးစုံဂျုံမျိုးစုံနဲ့အစွဲများစွာတွေ့မြင်နိုင်ပြီဒါဥပ္ပယာစာဆိုသည့်လူသားတယောက်ဤဘဝတစ်လျှောက်လောက်ကန်ခဲ့တဲ့အမတ်တစိတ်ခနှိတ်တဘောမှုဘဝတစ်ခုဤအနှစ်သာရတာဖြစ်ပေတော်သည်ဆိုပါအုံးပါတီတို့ရဲ့ကျွန်ုပ်စီထူးထူးခြားခြားမလားစဘူးသဘောကလာထူးပုံထောက်ရင်ဖြစ်ဘလို့ခြေရေးများချီလို့ပါလဲ ဝီရစာကမေးလီတော့ဖာတီဥခန့်လုံကပဲစတင်ကဖြစ်ရကုတလောင်းမို့ဆိုးကြီးလဲချာမှာပေါ့အေးဒီနယ်တကြောမှာတောင်းချမ်းနေတဲ့ကြာကောင်ရံကမအေးဝီရစာမကွန်းတမြမြဝါနေရင်မှာနားထောင်လို့နေသည်ဂျန်နီနာရွာမှာအုတ်ရှုပ်သူကြီးကတို့မှလဲဟုတ်တယ်ဝေးရွာကမို့ဆိုးတီဟာတယောက်မဲလိုက်တဲ့မို့ဆိုးဘဝကနေတားကောင်ဖြစ်သွားရတယ်ဝီရစာကူညီပေးနိုင်မလား ။ဦးရာစာမှာထိုအကူညီတောင်းခံမှုကိုလိုလိုလားလားဖြင့်လက်ခံသဘောဖြင့်ဟုတ်ပြီလေ။ဘေးကြားကောင်ပါနဲ့ပါစေ။ရာစာကြီးကိုတော့ရှင်ပြိုင်နိုင်က ပြိုင်ပါ။ဘယ်သူပင်ရင်ဖြစ်မလဲကြည့်ကြတာဘောဟုတီတိုတီတိုကပြောဆိုလေသည်။ရွာလူကြီးများမှာကြားကောင်အကြောင်းသိရင်ဖြင့်ပြောပြပါအောင်ဝေး။မဆိုးသေးစီကတင်ယူရမှာပါပဲ။ဟုမေးလေသည်မို့။ဦးရာစာမှာထွေးခံတဲ့ဖွဲ့မြေအိုးတလုံးအားခြေတော်ရင်းမှာယူဆောင်ကထွေးခြင်းနဲ့ကွန်တရီထွေးတာပြီ အင်းကြားကောင်ဆိုတဲ့ကောင်ကတော်တော်ကိုပါနေတယ်ဗျတခုရှိတာကတော့မျက်နှာကိုတဲ့မကြည့်ရတာပဲဗျကြားကလူကိုရှိတဲ့တဲ့ကနေမတိုက်ခိုက်ရဲဘူးဗျအနောက်ကနေပဲတတိကင်းလို့ချင်းချောင်းမြောင်းလောက်ကြံတက်တယ်ပြီးရင်လည်းစားရင်တော့မှောက်ရက်ထားပြီး အောက်ပိုင်းကို အရင်စားတယ်ဗျရှေ့လူတွေခေါ်ကြတယ်လေဗျဟိုပါဗောကြားကောင်ကို နန်းနေတဲ့ဘောနဲ့ဟင်းကောင်လို့ခေါ်တယ်ဗျ ကြာကတာချောင်းမြောင်းချင်းဆိုမိမြပါနဲ့စေကမူတဘာဝတရားကြီးကအာနဲ့ချက်တခုလို့ဆိုမလားဗောဟင်းကောင်ရဲ့အမိကမျိုးကိုတပုတ်ပုတ်နဲ့ထိခိုက်နေလို့ပါနဲ့စွာကြားနိုင်သူရဲ့နားမှာတော့ကြားကောင်ရဲ့အတန်ကြားနိုင်နေဗျပြီးတော့ဟင်းကောင်ကကြားနာတဘောဆိုကြားနာခဲ့သလိုစီမဆောင်ပါပဲ ရန်သူမှန်တယ်မြတီတီကြီးကြီးမလွတ်တမ်းကြိုက်ခဲတက်ပြီလို့ကြားနာခဲကိုခေါ်ကြတယ်ကြားဟာကြားနာတယ်ကောင်ဖြစ်ဖို့ဆိုတာလူသားတယောက်ကြီးပေါ်ဆမှုကြောင့်ဖြစ်တယ်ကိုကြောင့်မတည်ဆုံးပါပဲဒညာအနာရကထိကြိုက်သွားပါကထိုးကြားကကြားနာဘဝနဲ့မမင်းမြင်နေတယ်မြတ်ကိုကြိုက်ခဲတော့မှာအစားအတွက်စားလောင်မှုအတွက်စီးဆိုတာတွေမရှိချောင်းမခြင်းတွေပြုတ်နိုင်တော့မှာမဟုတ်တလို့အနေရပြီးဖို့အမြဲရောက်လာမှမို့ကိုကဝင်ရောက်ဆွဲဖို့ရော ကိုကိုလာတိုက်ခိုင်းရင်ရောစသဖြင့်မမှုရအောင်ကြားနာဆိုတာကြောက်ရတယ်ကြပစ်တယ်ဆိုတာခေါင်းချစ်လက်နောက်ဘေးရင်ုံတို့ကိုရွေးချယ်ပစ်မှရတယ်တိကြမှရတယ်ကြားတကောင်ဟာတော်မှုဆိုအနေရဲ့အရှိဆုံးတတော်ဝတွေမှုမတည်ဆုံးရက်ကောင်းမမိပါခဲ့အနေရရှိပြီလို့ကြားနာဖြစ်သွားတာလေတော်တစ်ခုလုံးကတော်ဝင်သူတွေအပြင်တော်အတွင်တရိစံငယ်တွေမြင်အနေရရှိကြပါပဲအစားအတွက်ဘာစီးမှစောင့်ထိမှမဟုတ်လို့ဖြစ်တယ်ဦးရစာကဆိုလေသည် ယခုကြားနာကိုရောဥရစာရှင်းမေးနိုင်မလားရပါတယ်ရှင်းမေးပါမယ်ဒီကောင်ကြီးပါနဲ့လင်းမြန်းလုံးပါစေရာစာလက်ကလုတ်ကင်းဖို့ဆိုတာရာစာမရှိမှသာ ဖြစ်မယ်ဥဆိုကမနေ့ပြန်စမယ်ဗျာခင်ဗျားတို့ရွာတယ်ကြားနာဝင်တာနဲ့ကျွန်တော်ခြေရာကောက်ပြစ်ပေးမယ်ရေဝန်စွာ အာမခံပြောဆိုလေဒီတောင်ကမူကြီးတွေလားကျေပြန့်တော့တောင်ကုန်းကြီးတွေရှူကြောက်တွေတောတောင်ရေးမြေဆန့်မြာပြည့်နေနေတော့ တောင်တကျော်ကမိရသူရင်တွင်းဝယ်တစုံတစ်ခုသောရင်နှလုံးကခြေဘဝကပင်လောဘလို့သဘောတရားရဲ့အကြောင်းရဲ့တော့မတိချိရင်နှလုံးကလွမ်းဆွေးခြင်းဖြင့်အတိဆုံးရွတ်တဲ့ခုံမင်တက်မမှုကိုတောင်းတတဘောဖြင့်လွမ်းဆွေးခြင်းဝေဒနာတစ်ခုကိုငြိမောစွာရရှိတတ်ပြီလို့ရှုခင်းဟာမြင်ရသူစိတ်ပဝင်အားဆွေးစရာတီးသွားတဲ့ပုဂ္ဂိုလ်နှလုံးငယ်မှအတိဆုံးရွတ်ကဖြင့်ငြိမောကအီးချမ်းကတတိတရာရင်လိုဝယ်မှဖြစ်ပေါ်ပြီးဒီတောင်းတန်း တကြောသောသောထိမှထုံးပြီးဘူးချုံးနေငန်ကတ်ထားသောဇေဒီငယ်လေးများအားတောင်းတကြောမှာဟိုတစုဒီတစုနှင့်တင့်တယ်ကတပယ်လာပြီဒီတက်လုံသမားတူပဝါကောင်းမှာပေါင်းကအင်ကြီးမှာပါကိုအပေါ်ဗလာနဲ့ဖြင်းချမ်းထဲကိုကွတ်တုံးပစိုးတူတူဝက်ကဖနက်မှာပါချီဗလာပြီအမောတကောပြီးလာလီဒီတလန့်လုံးနဲ့မရမနာဖုံထနေအောင်ရွာလေလမ်းမကြီးမှာပြေးလာကရွာလူကြီးအင်းတို့ပြေးဝင်လာကအောက်ထက်ချီ ဝါများဖြင့်ခင်းကျင်းထားသောခုံးတော်ွယ်တန်းလားတွင်ရေနွေးတောက်ကစကားစမိပြောဆိုနေသည့်ရွာလူကြီးနှင့်ရွာတဲကလူကြီးတချို့ရှိရသူပြေးလာပြီလို့ဖာထီးမှာပြောလဲစားစကားကိုပင်ရက်တန်ကဟာဒီကောင်ဘလို့ဖြစ်ရတာဝေးဟင်းမြင့်ဆိုဦးမင်းဘယ်နဲ့ဘလို့ဖြစ်လိုက်ရတတိလဲထားဦးမင်းကြည့်ရတာမသိရင်ကြားဆိုကမင်းနောက်ကပါလာတဘောနဲ့ဝေးဟုပြောဆိုကရေနွေးတစ်ခွက်ငယ်ကရော့ဖြည်းဖြည်းတောင်းတေးလိမ့်မယ်အမောဆိုပြီးရေးပြီးပြီးငှနဲ့ စိတ်ထဲမရှင်းလင်းပါရဲ့ဘာဖြစ်လို့ဖြစ်တယ်လဲမသိမီးမယာအတန်ကြာတော့ဟုတ်တယ်ဖာတီကြာဆိုကြာဆိုရွာဘင်းကတော့စက်မှာစိတ်တွေကြောင်းနဲ့ကြလားငယ်မဲကြားကြိုက်ပြီးတင်းနေတယ်ဗျာကျွန်တော်ပြန်လာတော့ကြားကြီးကိုတွေ့တယ်ကြားကိုမြင်တာနဲ့ကျွန်တော်လည်းပြေးလာတာငမဲဆိုတာတော့ပြေးရှားပါတယ်ဖာတီရဲ့အေးကြီးကြီးလာပြီဖာတီရဲ့အေးကွာအမြင်လားကွာရွာလာရောက်တော့မဟုတ်ဆူရရောက်ကြားကွန်ကရွာသားရောက်ကူကူလေးတင်ဆွဲပြီးတက်ဖြတ်သွားပြီးပြောပြီး မြင်မြင်သွားဟုတ်ကဲ့ပါတီဟူဆိုကခြေနော်မှာလင်းမြန်ပြီးခက်သွက်သွက်သွားလေတော့ဒီချုံတစ်ခုကအနေအထွတ်တောင်ကမှုတစ်ခုရဲ့မလန်ကမကန်းမှာတောဆက်ပြီးမှုကြားကောင်ကတောဆက်ကနေထွက်ပြီးဆွဲသွားတာဗျာဖတီဒီလောင်းကိုတော့ဒီတိုင်းပဲထားလိုက်ပါသူကပြန်လာစားမှာပဲကြားကလာတာလေလာပြီးကြောယုံလေးမှုဒီနေ့ညအဆောင်ပဲမယ်ဗျာဦးရစာမပြီးဘောက်ကြည့်ရင်တစ်ခုရှိတာပါကြားကောင်ကိုစောင့်ပြဖို့ဆိုတာကစင်မပြေဘူးတနည်းအားဖြင့်ရှိတယ်ဟိုတောဆက်ကတောင်ကမှုကနေပဲပြည့်ရမှာပဲ အနေရတော့ရှိတယ်ဗျာကြားကောင်ကိုတီးခွင်းတီးခွက်ကိုပြင်မှာမဟုတ်ရင်လွန်လန်းကမရှိဘူးခုံကမှုအကျော်ကတိပင်းကြီးကလည်းမေးမြင်းနေတွေ့ကနေသလားထီရအောင်ဖျားကြကအကိုင်းခက်ကြီးများမှာလူတစ်ဖက်ပင်မကတကြည့်ရင်အခုနေအောင်စောင်းနေပြီဗျာတတန်တန်ကြားရင်သာထွက်လာခဲ့လိုက်ကြားနာဆိုတဲ့ကောင်တီနာကောင်ဘဝရောက်စေရမယ်ဘကူခိုင်းလာတဲ့လူရောပါတီရောက်လာပြီလားဗျာရောက်ပါပြီမုတ်ဆိုးကြီးဟူဆိုကဂျီနော်မှာတော်ပန်းများပေးလို့ ရွာလူကြီးနေကြံလူများကဘာလို့မလဲစိတ်ဝင်စားစွာကြည့်ရှုလို့နေလေသည်ဥရစာမှာရေဘူးမှအေးအားမြေမြေပေါ်တို့လောင်းချကားထားလိုက်သည်တေဆုံးနေတော့ကလားငမဲမှာအောက်ပိုင်းမှာမြေမကောင်းအောင်ကြားစားထားလို့ရိုးဖြူများပင်ပေါ်နေပြီးမိုးဖုံးထားပေးပြီးမှောက်ရံမှာပလန်လန်ပြီးဥရစာမှာတိုင်တဲမှုတစ်ခုပြုလို့ကတီတိုးရေရွတ်ကဖြစ်ကျုပ်တလုံးအရက်တလုံး လက်ဖက်စသောအရာများအားတပင်တပင်အောက်ဝင်တင်မြောက်ပသလိုက်ပြီးတောပိုင်းတောင်ပိုင်းစသဖြင့်ပိုင်းဆိုင်သူများအာတိုင်းတဲ့ပါဤဂျာနာဟာအန်ဒီရဲ့ပေးချင်မှုစီစနစ်ဖောက်ဖျက်ပြီလို့ပစ်ကတ်တုတ်တင်ရပါမည်။ကုညီစောင့်မှာပါအောင်ထို့အပြင်အတိပေးခွင့်တောင်းခြင်းလည်းဖြစ်တယ်။ဟုဆိုကပြန်လာပြီးရေတောင်းထားတော်မီးအားယူကငမဲအားတနခါတပွဲလူပေးထားပြီးပန်းမြအားနေရကြားတွင်မိမတယောက်လူပြင်စင်ကပြီးလိုက်သည်။ထို့နောက်ဟဲ့ငမဲမင်းဟာလူသားမှာ အခုဆိုမတူညီရောဘုံဘဝရှားသွားပြီမင်းအခုချိန်မင်းကိုတက်ဖြတ်ခဲ့တော့ကြားဒီနားမှာရှိတာငါသိတယ်ဒီတော့မင်းကို လုံချန်တက်ဖြတ်တဲ့ကြားကိုငါရှင်းပေးမယ်မင်းကမျှခေါ်ပေးရမယ်မင်းကောင်းလိုက်ငါချီးကျဲဟိုခုံကမှုလေးကိုပြလိုက်ငါကိုလေကူညီကောင်းကြားလာကလာငမေဦးဆိုကရှေတော့ပြေး၃ချက်၄ချက်လောက်ခက်ဆက်ဆက်ကန်ထဲလိုက်ပြီပြောဆိုကမိကိုဖနှောင်းပေါက်တို့လိုပေါက်ကာ တစ်စုံတစ်ခုကိုတီတိုးရွတ်ဆိုကသုံးချိန်လှုပ်လိုက်သည်ညတကောင်းမင်းရောက်ချီပြီးစောင်းစားနေရတဲ့ဥရစာမှာလဲမှတ်ရှင်များကဒုက္ခဘေးရှင်ကိုတီးခံကလူလဲခံစားနေရသည်အလောင်းကောင်းကြီးနဲ့မိမိသာရှိသည်မို့ကြားနာကလည်းမလာသေးဥရစာတွေးမရကြားဆိုတဲ့အကောင်ကဘယ်တော့မှသူ့အစာကိုလာမစားပဲမနေတိရှိပြီးသားခုကတော့အကောင်ကြီးမလာတာထူးထူးရှားသလိုတွေးမရတခဏကြောင်ငေးသလိုတွေးတော်ပြီး လောင်းချီရတို့မျောကြည့်လိုက်တော့ဟာထိတ်ကနေဖြစ်သွားသည်လောင်းကြီးမှာထရက်လာခြင်းကြောင့်ဖြစ်သည်မင်းဖွဲမှာကောင်းကိုခန္ဓာအောက်ပိုင်းမှာအယိုးငုံငုံထွက်နေတော့ချီရဲဆုံဆောင်ရိန်ထိုးသဘောဖြင့်ထရက်ကသူ့အကြည့်ကသူ့အနောက်ဘက်တို့လက်ညိုးထိုးပြတပြေအခုမှပူကဥရစာမှာထိတ်ခနဲဆိုးထိတ်ကအနေဟုတ်တိလိုက်တယ်လို့ယင်ယင်ပူကဆိုးထိတ်သွားရသည်စက္ကနေမောက်ထားရာမှာပုံစံပြောင်းကပက်လက်လန်က တနက်ဖြစ်ထိုးချိန်လိုက်တယ်လို့နှုံချမှုတစ်ခုဟာလဲထက်သူတဘောဖြစ်အနောက်ဘက်ဂိုင်းကြဖြာကြနေသည့်တစ်ပင် အကိုင်းထက်မှတစုံတစ်ခုခုံချကမန်သွင်းလိုက်တော့အတန်နဲ့ဒူးနီးကပ်မှုကြောင့်ကျေလောင်သောဝေါင်းကနေအတန်ချီကြီးနဲ့မဲမဲတရဝါတကောင်နီးကပ်မှုကြောင့်တိဖြုတ်တလို့ဖြုတ်လိုက်တလို့ကြားကောင်ကလည်းပုတ်ရိုက်လိုက်သည်တပြိုင်နဲ့နှုတ်ချလိုက်သည် လူမှုဆိုးတော်မှုဆိုးတို့ဤအသက်လူပဲတိုင်းကနေကျေလောင်မှုအာကနေအသက်နဲ့ကြီးဘုံကနေတတိကြီးနေလှူချရုံးကံမှုများတခဏဖြစ်ပြမှုဟာစဉံသွားသည်ဥရစာမကြားကောင်ကတိမှန်အောင်ပြည့်နိုင်ခဲ့တယ်လို့ဥရစာတရားအရှင်ကြီးကတော့မကောင်းပါဘူးရှင်တစ်ခုလုံးကြားကုတ်ခံရတော့တန်ရာကြီးမှန်နက်လာသည်သူများပန်းထွက်ကလှူချမှုနေကွေးလာခြင်းနှင့်ညီးတန်သာကြားရပြီတော့သည်ဥရစာတရားအတိမှန်ကတ်တော်ရဲ့သဘောဖြင့်နောက်ဆုံး အာရော့သောလေဒူးဤညင်သာမှုကိုမထီးတွေ့နိုင်တော့ပါပဲတိုးဝင်လာသောခံစားမှုကိုခံစားရပြီးပါဇတ်မှသွေးများအန်ထွက်ကအမြင်တွေဝေဝါးကနီးကပ်ဝင်လာပြီလို့စိတ်ပင်ဝင်ပါလေ။ဩငါတတိမရှိပြီလို့ငါအတိကြွသဘောဖြစ်လောကကြီးကထွက်ခွာရတော့မယ်။ငါတခဏအမားကတတိမမှုခင်လေငါဟာကြားကောင်ဤဆက်ကွင်းမှာဝင်မိသွားတဲ့မိုးဆိုးကနေတားကောင်ဖြစ်သွားရတယ်ဟူ။ဩအတိအတိ တတိတရားဟာအရေးကြီးပါလား။ဩတတိတတိရေဖြစ်ဥရာစာတယောက်မှောင်မိုက်တာအရာရာနာကျင်မှုကိုပါမခံစားရတော့ပါဘီ။ရွာလူကြီးများရောက်လာတော့ဘယ်ပဲရင်ကုန်ဆုတ်ဖာကတေဆုံးနေသည်ကြားနာကောင်။ကမှုအောက်ကချုပ်ဝေးမှာတော့ကြားကုတ်ခံရကရင်ကုန်တစ်ခုလုံးဆုတ်ပြဲကတေဆုံးနေသည်မိုးဆိုးကြီးဥရာစာအလောင်းကြီးကတော့ရင်တိုင်းရွာလူကြီးမှာစိတ်မကောင်းဖြစ်ုံကလွဲ၍မတက်နိုင်။သို့သောကြားနာကောင်ကတော့ကင်းရှင်းပြီးမှဥရာစာကျေးဇူးချင်သဘော ရင်တွင်းမှာကြံ့ရစ်ပေလို့မျိုးနွယ်မရှိသောဥရစာရွာလူကြီးမှရွာသားများစုပေါင်းကကဲတင်ခြင်းဖြစ်သောဥရစာကောင်းစွာတကြိုပေးလိုက်လေသည်လောကမှာလူသားများဟာအတိယလက်တလောဖြစ်ပြနေသည့်အကြောင်းအရာပေါ်တွင်သာအာယုံစူးဆိုင်ကဖြည့်ချင်းတဘောရည်မူကောင်းစွာမခွဲခြားလှုပ်တင်မလှုပ်တင်မတွေးတော့ပါပဲရေးကြီးတဲ့ဘောနဲ့ဖြစ်ပြမှုကိုရှင်းရံတာမှုအမားအတွက်ပင်ဖြစ်တော်လဲမသိရှိမသိရှိရင်ဆိုတာဟာလက တတိမမူမစင်ခြင်းမှုကြောင့်သာဖြစ်သည်တတိထာက တခဏစင်ញံပါကအတိဟာကတ်တွဲလာကတိရှိလာမှာမို့မိမိယခုလက်ချီအရှင်နေကိုမြင်ကားလှုပ်တင်မလှုပ်တင်စသဖြင့်အတိဟာအရှိတရားကိုဆောင်ကြီးပေးပါမို့ကောင်းမှန်သောစုလာရရှိပြီလေမဟုတ်ပါပဲတတိမမူပါကဂူတော်မမြင်သဘောလို့ဖြစ်နေမှာအမှန်ပင်ဖြစ်ပြီးတတိမူပါကမြူမုံပင်မြင်နိုင်အောင်အစွမ်းစားထက်မြက်ဤ တဘောကိုပိုကကောင်းမှန်ရှင်းစတော့ဘဝအပိုင်ဆိုင်ရမည်ဆိုတာအမှန်ပင်ဖြစ်ပြီးလူသားတွေဟာထမင်းထုပ်ပဲမြင်တက်ပြီးအနောက်မှာမိမိရာဆောင်းစားနေတော့ထမင်းထုပ်ဟာဆောင်းစားကရောက်လာမယ်ထမင်းထုပ်လူရှင်သူကဆောင်းစားနေတော့ဝရင်ထုပ်ကိုမမြင်ကြပါဘူးဝင်းတို့ကလည်းမြင်တတ်ဖို့လိုပေသေးသည်ထို့ကြောင့်တတိထဆင်ခြင်ခွဲရှားနိုင်ဖို့အမြဲပင်မိမိဟာမိမိ တတိထားကစင်ချင်းချင်းပြည့်အတိပညာကျွဲဝကကောင်းမြတ်သောဘဝများရရှိပြီလေတစုံတစ်ခုရလေရင်ဖြစ်မနှောမယရှင်အောင်ဟုတ်ကဲ့ကျွန်တော်ခုတင်ဆက်ပေးသောမနှောမယရှင်အောင်ရေးသားထားသည့်မုတ်ဆိုးပင်လိုတားကောင်လိုဆိုသည့်ဇလန်းလေးရဲ့ကြိုက်နေတယ်မထင်ပါရဲ့